ာခဲ့ရလဲပဲဒါဂိုးလိမ့်နေရာမှာ export ပြန်ပြီးတော့ဒါရွေးလာခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ချူနိုဒီပွဲမှာလည်းသူဘယ်လောက်ထိလုံပြနိုင်မလဲဆိုတော့ဆက်ပြီးတော့မျှော်လင့်ရပါမယ်ဟုတ်ပါတယ်ကဲအဲ့တော့ကျွန်တော်ရဲ့ team မြန်မာ versus team egypt တို့ရဲ့ဒီနေ့ဒါ group stage day number 2ရဲ့ဒါ match one gain number 1လေးရနေပြီအားလုံးပြန်လဲပြီးတော့ကျူစူလိုက်ပါတယ်ကျူစူလိုက်ပါတယ်အဲ့တော့လက်ရှိမှာတော့ပြန်လဲပြီးတော့အကိုင်းဂျန်ကလေးဂျူမာတစ်ဖက်ကနေပါရှာဂျန်ကလာနှစ်ယောက်ရဲ့ဂျူပဲဂျန်ကလေးပြိုင်ဆိုင်မှုတွေဆက်လက်ပြီးတော့ရှိနေမှာဖြစ်နေလို့မျိုးပဲ online ကတော့ CC နဲ့ header ဆိုတော့ CC နဲ့ header ကြားရဲမှာတော့ CC ရောအဲ့လိုမျိုးဂျန်ယူရှိမှာပြောလို့ရယူဘလစ်တွေထိုင်ပြီးတော့ဘေးလို့ရအောင်ရှိရတဲ့အတွက်ကြောင့်မလို့သူကတော့အနေငယ်တော့ဒါပို့ပြီးတော့အားတောင်မှုတွေရှိရဆိုပေမဲ့လည်း header အနေနဲ့ကနောက်ပိုင်းမှာအဲ့လိုမျိုး selina ကိုလည်း light ထောက်ပေးတာမျိုးလေးတို့မို့လို့ရှိရင်ဒါ grand jar ကိုဘလိုင်းကိုသွားကြော့ပြီးကြည်ပေးထားမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းပါတယ်ရှော့ 그러면 쟁해야 할 부산이 에이 first black ကျွန်တော်ကုန်းတစ်ခါတည်းပဲတန်းပြီးတော့ရောင်းယူတာနိုင်ခဲ့သလိုဘေကအော်နောက်ထပ်တစ်ကောင်တက်ပြီးတော့ကရော့ကစားပါဆက်လက်အဆုံးသက်ခံလိုက်ရတယ်မီရိုကီနှစ်ကောင်တီးတီးကိုတင်းမြတ်မှာပွဲကစားရင်10မိနစ်မှာလည်းစရရခဲ့တာဗျာခိုးနေတဲ့ကလေမသွားရောက်ပြီးဖူးပေါင်းလာတဲ့ကာလာတစ်ခုမှာတော့စပြီးတော့ဆလီနာဖလေးကခုံတာတော့မလုံမြောက်နိုင်ခြင်းမရှိလို့ fire missile ကြီးဂျာရဲမှာတစ်ဖက်ကနေ speed တော်တော်လေးတော့များနေခဲ့ပြီးမရောမရောအရင်တိုးလာလို့မရော export ရဲ့ fire missile damage ကတိတ်ခဲနေရမယ်ဆိုတော့တော်တော်လေးနားအထင်းမှာလည်းဘာတွေ့ကြောင်မလို့ရိုက်သွားရှုံးလို့မရောကျွန်တော်မှာအာလီဘိုင်း intro တစ်ခုမှာ 2C စတင်ပြီးတော့ရရှိသွားခဲ့ပြီးဆိုတော့ team မြန်မာနောက်တစ်ပတ်ကြာခင် ေါ်လာတော့တာတေပတလေးကိုလည်းဆက်လက်ပြီးတော့ကြည့်ရမယ်ဆိုတာတေပတက်ရသွားခဲ့မယ်ဆိုလို့ရှိရင်တော့နောက်ဘက်ပိုင်းဆိုင်ရမှာတော်တော်လေးတော့အသာစီးတစ်ခုနဲ့တော့ရရှိတော့မှာပါကျွန်တော်အားလီကိန်းမှာလည်းမစ်ဂျူကိုအထွေးလိုက်ရခဲ့တာကတော့တင်းမင်းမှာတော့တော်တော်လေးအားကောင်းခဲ့ပြီးတော့ဂိုးလင်းရမှာလေဂျူနိုက လုံးဝအဲ့လိုမျိုးပေါ့နော်ထိန်းနေရတာအဆင်ပြေလို့ပြောလို့ရတယ် grand jaw သူကောင်းကောင်းကြီးအဲ့လိုမျိုးထိန်းထားလို့ရတယ်ဗျာအဲ့ online မှာ xp ရလိမ့်မှာပဲထပ်ပြီးတော့ပဲဒါ 1v1 ထပ်ပြီးတော့ကျိုးမကျိုးစားနောက်မှနေပိုရဲနောက်ကရှီ unity ပြစ်တိုက်ပေးထားဖို့ကျိုးစားနေဆိုတော့အကိုင်း heavy spin နေပါရှီတော့ရှိနေဆိုရင်ပဲတတဲပတဲလေးကလည်းမကြခင်စပြစ်တော့မှာဆိုသူမပေးသေးပါဟာလို့ဆိုတော့ quick share လို့ share လို့ခဲ့ထပ်ပြီးတော့ပေးမှာလားဆိုရင်နောက်မှာပဲ 4v4 ဆက်ချင်းတစ်ခုတော့ပြန်ပြီးတော့ format သွားခဲ့ပါပြီအိကတွေးရနေသွားဆိုတော့ကလည်းလို့ကျန်တာထပ်မှတ်ပြီးတော့ပေါ့မတော့မလုံးနေတော့ဒီချိန်မှာဒါတေပြောက်တွေထပ်ပြီးတော့ပေါ်ပေါ်လာခဲ့ပြီဆိုတော့တတဲမှာထပ်ပြီးတော့ social မှုတွေဖြစ်သွားတာရနေတော့ပေါ့လို့လက်ရှိဒါ first starter လေးကစတင်ပြီးတော့ပေါ်ပေါ်လာရနေမှာခိုးလိုက် ပြီးတော့နောက်ရှေ့ဘရဂျူးသွားနေလို့ပေါ်လိုက်ဂျူနိုကလုံးဝ AC ပဲကြောင်ကြောင်ချိန်ချောင်းသွားလို့ရနေနေတဲ့ခုရှိနေတဲ့အတွက်ကြောင့်မအွန်လိုင်းမှာ၄ရောက်တော့ပဲပဒစာရဲမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အွန်လိုင်းအကန်ကတော့ပြတ်ဖို့တော့များနေခဲ့လို့မျိုးပဲတတလီကတော့ဂျေ K flash ကတော့ရရှိသွားခဲ့လို့ဟိုအကန်ကလည်းပဲသူ့ရဲ့နေတော့ကတော့ကစားအဲ့မပြန်ပြီးတော့ခုံးရဲ့ damage ကြီးကြားရဲမှာတော့ပြန်ပြီးပေးလိုက်ရပါပြီကဲအဲ့တော့ကတော့ကစားပါဆက်လက်ပြီးတော့ခွင့်ပြုပေးခဲ့ရတယ်ဆိုတော့အပေါ်လည်းအမှတော့ speedy နေနဲ့အခုချိန် level 4အခုမှတော့စပြီးတော့ရသွားခဲ့တာပေါ့နော်ဆိုတော့ hero k ရမှာ 3x0 ဆိုတဲ့ reset တစ်ခုပါဆက်လက်ပြီးတော့ပေါ်ပေါက်လာခဲ့ပြီးတော့ဖွဲ့စားချိန်2မိနစ်ကျော် time လေးတစ်ခုမှနေပဲတော်တော်လေးအဆင်ပြေနေခဲ့တာဗျာဟိုလက်ရှိမှာ 3x0 နောက်ဘက်ဘိုင်းဆိုင်ရမှာတော့အရင်ရပြတ်နေရပြီးတော့မရှိနေသေးဘူးပေါ့နော်3မိနစ်2မိနစ်ခွဲ3မိနစ်ဆိုရင်ဝင်းကျင်လေးမှာတော့1400လောက်ပဲတာတာမျိုးလေးရှိပြီမဲ့လေဖြည်းဖြည်းချင်းနေပို့ပြီးတော့ရသွားခဲ့ပြီဆိုတော့နောက်ပိုင်းမှာပို့အဆင်ပြေဆိုခိုးရဲ့ damage ကစစ်စစ်ခါရဲမဲ့ damage ကိုပြတ်သွားခဲ့တော့မှာ အားလေး damage ကအဲ့လောက်ကြီးကြီးများပဲလို့တော့မထင်လိုက်ဘူး3 0 1ဆိုရင် KD ကလည်းတော်တော်လေးကောင်းနေရပဲခွန်းခွန်းအားလေးကိန်းမှာ clean spray ယူခဲ့၃ငောက်တီးလို့သူရထားတာဗျတကယ်တော်တော်လေးကိုပဲ online hp ကလိမ့်ပါလေပဲဟေးဒါကြီးတောင်းနေပြီဆိုတော့တိတ်ပြီးပြောစရာမလိုတော့ဘူးဘိုးလိန်တာရမှာလေပဲဂျူနိုနေနေရလဲပဲသူကသူ famous page တွေရှာထားနိုင်ပြီးတော့တစ်ဖက်က speedy ရဲ့ grand jaw အကောင်းဆုံးသူထိန်းထားနိုင်တယ်ဗျအဲ့တော့မင်းမာတော့ ဒါကတော့အာလီဂိတ်နဲ့မစ်ဂျူကိုတွဲလို့ယူစပြီးရခဲ့တာကျွန်တော်မလင်းရမလဲတာတယ်အဲ့တော့လိန်ပေါင်းစုံရမှာတာနေခဲ့ပြီဆိုတော့ကျွန်တော် gain number 1မှာတော့အများကြီးတော့အဲ့လိုမျိုးရခုံစရာတော့မလိုဘူးပေါ့နော်ကျွန်တော်မြန်မာအသင်းတေချာပေါ့နိုင်ဝဲတပွဲတော့ထပီးရမှာပါတေချာပေါ့ကတကယ်ဘယ်နိုင်ဝဲတပွဲစတင်ပြီးတော့ရရှိဖို့တော့နီးဆက်လာနေခဲ့ပြီခိုးသွားပြီးတော့ gain ဘတ်နောက်ရှုပ်လို့ဂျိုးစားတဲ့ heavy scene ပြတ်တုံးမလုံးနေတဲ့ flicker တက်ကုန်လို့နောက်တစ်ထပ်ပြီးတော့ blade tap သုံးထားခဲ့ရင်းနဲ့ပဲဘလုံးမောက်ဖဲလို့မရတော့ဟာပြီးဆို share key ကြီးချရဲမှာတော့ vultures ပြန်ပြီးတော့ on ခဲ့တဲ့ cc ကရင်ကောလေးပဲပြီးသွားခဲ့ပြီအဲ့တော့လက်ရှိမှာတော့ spare ကြီးကုန်သွားခဲ့ဆိုတော့ဘယ်သူမှတော့တီးပြောက်သွားတာမျိုးတော့မရှိနေခဲ့လို့အပေါ်မှာ ချက်ချင်းပဲဘိုးရဲ့ရောက်လာပြီးတော့ဂျိုးစားလေး fire missile ရဲ့ဂျာမဂျူနိုသူရောလမ်းလျှောက်ပေးတိုင်းတော့ဂျူနိုလာပြီးတော့ကြီးရင်တော့ကြီးလို့မရတော့ online မှာထပ်ပြီး CC down နဲ့ပြေမှာအကိုင်းမှာထပ်ပြီးရောက်ပြီးတော့ရှင်းနေကြရင်းနဲ့ပဲ low wall two man ထပ်မှန်ပြီးတော့ရရှိတော့ခဲ့ပြန်ပါပြီအားဘူးစားနောက်ကနေ shrink can လေးတွေတောက်လျှောက်လို့ပြသူရဲ့ shadow လေးတွေနဲ့ပဲအထုံသိမ်းလုတ်ဝေးခဲ့ပြီးတော့နောက်ဆုံးမှာ shadow key အပိုင်းမှာပဲ CC time ပြီးပြတ်သွားခဲ့ရတယ်ဗျာအဲ online မှာခွန်ကြံနေသေးဆိုမယ်လေ one view နောက်မှာ king flat ထပ်ပြီးတော့ရောက်နေခဲ့တဲ့နောက်မှာတော့ချက်ချင်းပဲ selina ပြန်ပြီးတော့4 back တော့လုတ်ထားတယ် second starter ကလည်းဒီအချိန်မှာထပ်ပြီးတော့ပေါ်လာခဲ့ပြီဆိုတော့ကျွန်တင်းမှာနေနောက်ထပ်တာတယ်ကွာထပ်ပြီးရောက်တော့တေးရ ရောက်ရှိနေခဲ့ပြီဗျာရှိပါတော့မစက်ကတာတက်ပြီးတော့ပေါ်ပေါက်လာနေခဲ့တော့အော်လန်ဂိုးရှိရတယ်ပဲပြုတ်လောက်နေပါတော့ဖြစ်သွားခဲ့ရင်လည်းပဲဒါတနောက်တော့ဖတ်သည်အီဂျစ်နေတဲ့ကလုံးဝကကလာဖို့တော့မဖြစ်နိုင်တော့ဘူးဆိုရင်ညတစ်ခုမှာပဲထက်မှန်ပြီးတော့ second data ပိုင်ဆိုင်သွားခဲ့ပြီးဆိုခင်း flash ပေါ်လမ်းမှာလည်းအဆင်ပြေလို့အလဲလန်းနေအော်လန်းနေအကုန်လုံးဖက်ဖက်မှာအဆင်ပြေနေခဲ့တဲ့ တင်းစာတကားအနေနဲ့ကဒီဘွဲရဲ့နိုင်ဘွဲဟာတော့သူရဲ့ဒါမချခင်တော့မှရောက်လာတော့မှာပေါ့နော်။อืมဟုတ်တယ်ဗျ။ဒီကတော့ကျွန်တော်ဒီဘွဲရဲ့အတွက်ကတော့ဒါ Best of 3 series မှာ2စီးပြည့်တက်မှတ်ရတယ်။2 1နဲ့တက်မှတ်ပဲရမှာဗျ။အတေရကျွန်တော်ရမတက်မှတ်ယူဖို့အတွက်သူတို့လိုအပ်နေတယ်။အဲ့တော့မြန်မာအသင်းနေလည်းတက်မှတ်ကိုအပြည့်ယူဖို့အတွက် gain number 1နဲ့ဆက်ပြီး PPC E1 ကိုတော့အကောင်းဆုံးဒါထိမ့်သိမ့်လာလို့ပြောလို့ရတယ်။နောက်ကနေ Best Aero လမ်းမျိုးပေးထားဆိုမဲ့4 3 situation တစ်ခုမင်းသားမှာပြန်ပြီးတွေးနေရဆိုမဲ့ဟေးဒါအောင်လမ်းမှာကြော်ပြီးလင်းရုံရင်ရှင်းပေးထားတယ်ဗျ။အဖေမတော်တော့ရောက်ပြီးတော့ဘိုးရဲ့ rolling လိုက်ဖို့တော့ဂျိုးစားနေတော့မှာတစ်ဖက်ကနေ Granger လိုက်ဖို့တော့လုံးနေက ဲ့ပါဆိုရင်မစင်တော့ပြေနေသေးရဲ့လားဆိုရင်ဖြည်ကြားရဲမှာတော့ဘူးရဲ regeneration နဲ့ပြန်ဖြည်တာမှာအကုန်လုံးက AC ပဲနော်မချစ်ချင်းတော့ပြန်ပြီးပေးနေရဲ resource ကြီးကြားရဲမှာတော့တစ်ဖက်ကဘူးရဲသွေးတပွက်လောက်ကြီးရောနေခဲ့ချစ်ချင်းဆိုနီကိုလည်းပဲရောက်တော့ရောက်လာခဲ့ဆိုအသွေးနဲနေခဲ့တစ်ဖက်ကကရော့ကစားမှာပြန်လာပြီးတော့ BR ကာဒီလေးမှာပဲဂါဒီယန်နောက်ကလည်း visual aero threat ကြားရဲမှာတော့ဘူးရဲသွေးရောက်နေနေခဲ့ပြီဒီကောက်မှာတော့ပြန်လာပြီးတော့ B set ထားရပါတယ် damage ရှင် touch taken ပြန်ပြီးလှုပ်ပေးခဲ့တဲ့ဘူးရဲအနေနဲ့အခုချိန်မှာသူစာပြီးတော့ခွင့်ပေးခဲ့ရရဗျာဒါပေးခဲ့တာဘူးရဲလည်းဖြစ်နေဆိုအရင်ကြီးတော့ပြောစရာမလိုအဲ့တော့ဂျူနိုအပေါ်လိုင်း fast star တလုံးကိုသူ့အနေနဲ့ရ ရရှိသွားခဲ့တဲ့နောက်မှာကျန်ရှိနေတဲ့အကိုင်းကိုပါ 4v1 တိုင်းပြဖြတ်မှာလာတာပြီးတော့ quick shadow shadow ကိုဆက်ပြီးတော့ဘိုင်းမေးကိုကြိုးစားနေခဲ့တဲ့နောက်မှာအကိုင်းအနေနဲ့ကတော့တေးရွားလိုက်ပေးလိုက်ရတယ်ဗျာလောကလောကကြီးဆက်ဆက်လေးမှာပဲလီကိုအဆုံးသတ်ပေးထားခဲ့လို့မျိုးနောက်တော့ CC ကိုဝတ်ထပ်ပြီးတော့ရောက်ဖို့တော့များနေကြလို့ CC သွေးအောင်ရောက်နေနေခဲ့ဖို့တော့မပြေးပြီးတော့ရောက်လာခဲ့တဲ့ grocer ရှိနေရဆိုမဲ့လည်း harbuza နောက်ကလည်းမ quick shadow ပြန်ပြီးထည့်တိုင်းတော့သွေးတကယ်ကိုနေဖားနေခဲ့တဲ့ဒီအချင်းအနေနဲ့ကတော့ပြန်တဲ့လူကပြန်နေသူချက်ပတ်ကတစ်ပတ်ကလည်းပဲဒီ first down ကိုကာဖို့တော့ကြိုးစားနေရတဲ့ပုံစံအနေနဲ့ကတော့ကျွတ်ချင်းမြန်မာတို့တို့အနေနဲ့ကရှင်ပြိုင်ဖို့တော့တကော ကယ်ဘဝခက်ခဲနေရလေးတခုကတော့မြင်နေရပါပြီ။ကဲအဲ့တော့တင်းမြမအတင်းနေရောဒီချိန်မှာတကယ်ဘဝနိုင်မတဲ့ဘဝရဖို့အတွက်အကောင်းဆုံးပြင်ဆင်နေခဲ့တဲ့နောက်မှာတော့ Selina's business arrow လေးတွေကောင်းတော့တော့ကောင်းတယ်။ဒါပေမဲ့အဲ့လို damage output နည်းနေခဲ့တဲ့ပွဲစဉ်တစ်ခုမှာ Egypt ဘက်ကလာပြီးတော့ arrow မင်းတော့မသူပြေးတိုးလို့မရတော့ဘူးဗျာ။ဟုတ် 5v1 လောက်ကြီးရဖြစ်သွားရနေတာတခုမှာတော့ပြန်လဲပြီးတော့ဘေးလိုက်ရဒါတော့မှသူရတစ်ဖက်ကနေမှ speedy တော်သွေးနေသွားခဲ့ရပဲပေါ့နော်။ဒါပေမဲ့သူလိုချင်တဲ့ hero ကတော့မရလိုက်ခဲ့ဘူး။ဒီကလည်း 5man လောက်ကြီးတွားပြီးတော့ချိနေခဲ့နေတာတခုမှာတော့ခေါင်းကတော့ပြန်ပေးလိုက်ရစမှာ။အောင်လမ်းမှာတော့ပြန်ပြီးရရှိသွားတော့မှာက less က်စတာတဲ့တက်တာတဲ့ကြောင့်ပြန်လည်ပြီးရရှိတော့မှဆိုတာတက်စလီရဲ့၃ချိန်လုံးရရှိမဲ့ပြင်တော့အပေါ်ကနေမှတစ်ဖက်ကတက်လာတဲ့ speed ရဲ့ပြည့်စက်တွေကြားထဲမှာ first half ရဲ့ပြရဖို့ရှိနေမှာတစ်ဖက်မှာဂျူနိုသွားပြကြည့်နေလို့မျိုးဘိုးရဲလည်းပဲရှိနေခဲ့ပြီးတော့နောက်မှ၂ရက်လောက်တည်းက backer ကတက်ပြီးပါလာနေခဲ့တဲ့ EJ visit aero လှမ်းပြီးတော့ beta သေးရဲ့ဆိုဘိုးရဲ darren ကတော့မရတော့ဘူး mini wave ကျူးရတယ်တွေပဲတန်းပြီးတော့ကျိုးသွားပါပြီအဲ့တော့အပေါ်လဲ first half ကတော့ပြန်ပြီးပေးလဲရရဆိုမယ်တစ်ဖက်က jungle resource တွေကိုတော့ king flag လာပြီးယူဖို့ကျိုးသားနေပဲ fishing mine ရမှာတော့ salinite trap တွေရှိနေရပြတော့တကြောင်မလို့ EJ ဘက်ကတော့နည်းနည်းလေး fishing mine ကတော့ပို့ပြီးတော့မြင်တော့မြင်နေရတယ်ဗျဒါပေမဲ့အဲ့ဒါကြီးက ပြဿနာတစ်ခုတော့မဟုတ်ဘူးသူကျွန်တော်ဘက်ကိုအရင်ပတဲဒီဝင်တိုးပြီးတော့ဆိုင်လို့မရအောင်နေဒီဟာတစ်ခုဖြစ်နေခဲ့ပြီဆိုတော့ကျွန်တော်ဘက်မှာလည်းအင်နီရှိတ်တိုင်းရရှိနီကိုဖလီကာလေးနဲ့ချက်ချင်းလေးပဲပြန်ပြီးတော့ကင်ဆယ်လုပ်ထားပါသေးတယ်ချက်ချင်းပဲဟဲဗီဆိုရင်ကုန်သွားခဲ့ပြီဆိုရင်ဒီဟာတစ်ခုမှတော့ပြန်ပြီးတော့ဘက်တော့ဘက်နေရပြီလက်ရှိမှာလည်းအောက်လည်းမဖိုင်မန်လုံးစတ ူကတော်တော်လေးကနည်းနေ Avenger Air ကိုလှမ်းပြီးပြီးတော့ဟိုးတော့မချဲနေခဲ့ဆိုကတော်ကစားနေတဲ့ကဒီတစ်ခေါက်မှမရတော့ပါဘူးထူးမဲဆက်လက်ပြီးတော့ရရှိသွားခဲ့ပြပါဘူးဒီမှာတောင်းလျှောက်ကိုပဲ PPC ဆော့နေခဲ့ပြီး EJ ရဲ့ second target တွေကိုပါကြော်ပြီးရိုက်ဖို့ကြိုးစားနေခဲ့ပြီး UK နှစ်ကောင်ဆက်လက်ပြီးရရှိထားခဲ့တဲ့နောက်မှာပဲနောက်ထပ် Mega Fast target ကိုပါယူကြိုးစားနေခဲ့အဲ့တော့ Selina နေနဲ့ Mega Fast target ကိုမပေးချင်ဘူး Creep ကိုရောက်လာရှင်းကိုကြိုးစားနေ Selina သူကအရောက်နေတယ်ကနောက်က if manipulation နဲ့သူက UK တက်ရဖို့ကြိုးစားနေစီရပြဒါပေမဲ့မရောက်ရှင်းမလဲပဲအကန်ခံနေစီတော့ပိုရဲသူကအရောက်နေနေခဲ့နေတယ်ပဲဒီတစ်ခေါက် မိတ်ကဖတ်စတာတွေကိုအီဂျစ်ခွင့်ပြုပေးရတော့မယ်ဗျာဒီကောင်ကတော့ပြန်လဲပြီးတော့မင်းနေနေကတော့ဖတ်စတာရက်ကကြိုးပို့တော့များနေခဲ့ပြီဆိုတော့အီဂျစ်ကတက်ပြီးတော့ဘေးဆက်မှုတွေရတော့တကယ်လို့များပြားနေခဲ့ရင်းနဲ့ပဲလက်ရှိကတော့ထေချာသွားပြီအဲတော့ဒါတော့လည်းပဲရသွားပြီဆိုရင်တော့မင်းဂျာကြီးကထွက်လာတော့မယ်လောကိုထက်မှန်ပြီးတော့ကြည့်ရတော့မယ်ပေါ့ကျွန်တော်ဖတ်စလော့အဲတော့လောပေါ်ပြီးဆိုတာနဲ့လေကျွန်တော်အောက်မှာဒါခုကိုစကန်လေးရတက်လာတော့မှာပေါ့နော်အဲတော့ဒါလေးလည်းအချိန်ကောင်းလေးစောင့်နေပြီဆိုတော့ပြင်စင်တာလို့လူရနော်ဟုတ်လားပြီးပေါ့ဆိုတော့ထေချာဒီကကရုပ်ကြီး objective ကတော့ချက်မှတော့မလွဲထားသေးဘူးဆိုရင်တော့ဂိမ်းဖလက်ထက်ပြီးတော့လေဒီတာဒီလောလေးသူထက်ပြီးတော့ယူပေးနိုင်အောင်မလို့လေထင်တယ် ရှိကတော့အီဂျစ်တင်တွေကသူတို့လူစုမခွဲနိုင်တော့ဘာလို့ဆိုစတူဒီယိုတယောက်နဲ့ထားခဲ့သူလဲမရတော့သူမျိုးလမ်းမှာတယောက်နဲ့တွေ့လေအကျိတ်ခံရတော့မှာအဓိက damage ဘိုင်းဆိုင်မှာတော်တော်လေးကွာဟောက်မှုတွေဖြစ်လာတယ်နောက်ဘိုင်းဆိုင်မှာလေ 6k 7k လောက်တိအောင်မှဒါပြတ်မှုတော့ရှိနေခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်မလို့တော့လက်ရှိထွက်လာတဲ့နောက်ဘက်ကတော်တော်လေးကိုများနေခဲ့ပါပြီဟုတ်တယ်ဗျဒီကတော့လက်ရှိအရာမှာနောက်ဘက်အရာမှာတော်တော်လေးတော့ကွာနေခဲ့ပြီနောက်ဘက် 6k ဆိုပမာလားကတော်တော်လေးများရတယ်ဗျအဲ့တော့မှ first low ပါကျွန်တော်တင်းမြမအနေနဲ့ဆက်လက်ပြီးတော့ဘိုင်းဆိုင်သွားခဲ့ပြန်ပါမယ်အဲ့တော့ first low နဲ့တူပဲ ဒီပြေးခဲ့ကျွန်တော်တာရက်တွေဘယ်နှလုံးချက်ပြီးသိမ်းပါလဲအောင်လမ်းမှာတော့မေကရှိလို့ရှိနေသေးတယ်စကန်တာရက်ကလည်းမရှိတော့ဘူးဗျာကျွန်တော်အပေါ်လန်းအလင်လဲစကန်တာရက်ကိုဆက်လက်ပြီးတော့ပိုင်ဆိုင်သွားအောင်ပါပါကဲဒါမှမဟုတ်ခုဘုကုတ်လေးစကန်ဖက်ဖို့တဲ့တော့ချိန်ကတော့ရောက်လာခဲ့ပြီဗောနော်ဒါတော့လော့တ်ခါဂေးတိုင်းမှာဂျေရိုးအောက်ကနေမှဒါဂိဗဇ်ဘေးစကန်လေးချပေးနေမှာဖြစ်တဲ့ကြောင့်မလို့အဲကနေမှာဝေရောက်ပြီးတော့ကန်ဆယ်လို့ရပါတယ်

ွေးရင်နည်းနည်းတော့နည်းသွားသေးနေတာတစ်ခုတော့ဖြစ်သွားခဲ့လို့မျိုး online ရဲ့ magazine ကိုတော့ရောက်လို့ခွာခဲ့ပြီးတော့ lawyer တီတီတော့ကျယ်နေသေးတယ်ဟုတ်တယ်ပြန်ပြီးတော့အကိုင်းတွေကသူအရောက်နေပါနေကာလကူမော်အကိုင်းဒီကောက်မှာပြေးရမှာလားဆိုတော့မှ insanity ပြန်ခွဲပြီလေလုံးဝမကြသွားဆိုမနီကိုလုံးဝ manipulation အစုံတော့တပေးနိုင်ခဲ့လို့ပဲနောက်ကတက်ပြ Chris Damage တွေ short ပြီးတိုင်းမှာ online ရဲ့ guitar rap ကိုတော့တင်းပြမှာနေတဲ့ကရရှိခဲ့ခြင်းတော့မရှိခဲ့ပါဘူးနီကိုလုံးဝပဲ right time manipulation တွေထုတ်သုံးပေးခဲ့ပြီးတော့အကိုင်းအစုံတပေးခဲ့တယ်ဗျကျွန်တော်တို့မှာ game flat မရှိတဲ့နေတာတစ်ခုမှာတော့မှနောက်ထပ်ဒီ online ရဲ့ magazine ကိုရခဲ့တဲ့ပြင်မှာ mega target ကိုရခဲ့ ဲ့နီးဒီဖြစ်သွားခဲ့ပြီအဲ့တော့အပေါ်လန်းရဲ့ second tower တို့လုံးကျွန်တော်ထပ်ပြုတ်ရတယ်မိကဲ second tower တို့ကိုပါလိုချင်နေသေးတယ်ဆိုရင်လည်းပဲ tower push back လူကမရှိတဲ့နေသားတစ်ခုမှဆိုတော့ပြန်ပြီးတော့ fall ရမယ်ဒါပေမဲ့ jungle resource တွေကိုကျွန်တော်မြန်မာအသင်းတောက်လျှောက်သိမ်းလို့ရတယ်ဗျာဟုတ်တယ်လက်ရှိမှာတော့မှာ jungle resource ဘိုင်းဆိုင်ရာမတော်တော်လေးကိုအားတောင်မှုပဲဖြစ်နေပြီဆိုတော့ team မြန်မာအနေနဲ့ကတော့လိုချင်တာဂုံလုံးတော့လုံးလို့ရနေခဲ့ပြီဒါပေမဲ့ခုနကလူမျိုး gear version တွေကကိုရှေတို့ပြီးထည့်အချိန်မှာလောကအဲ့ဒီက official ultra မှာသွားပြီးတော့မိရဲ့အတွက်ကြောင့်မနောက်မှာ spare တွေအကုန်လိုက်ပြရပါတော့အကိုင်း heavy spare ရောဂါရီရဲ့မှာထပ်ပြရတဲ့ကြောင့်ဘလို့မှမပြေထွက်လာဖို့အချိန်ကတော့မရခဲ့ ရောက်ဖဲမီစပီးရဲ့ damage မှာတော်တော်လေးရောဖဲမီစပီးချက်ပြီးတော့နေကအင်စနာဒီခွဲလို့ပြီးသွားခဲ့မဂျူနိုချက်ချင်းပဲပြတ်ထွက်လာလို့ရပါသေးတယ်အဲဂျူနိုကအဲ့လိုမျိုးရှေ့မှာ energy balance ရှိနေသေးတယ်နော်တိတ်ပြီးကြောက်စရာမလိုဘူးဗျာသူ့အနေနဲ့ကတစ်ခါကနေဘာနဲ့ပြုတ်ရင် imbue တစ်ချက်နဲ့ပြန်ပြီးတော့ခုံထွက်လာလို့ရတယ်အကိုင်းအနေနဲ့ကတော့ဘာဖြစ် heavy spin ကတော့တုံးပါပဲခုနကလိုမျိုး game flag ကိုမီးလို့ပြတ်သွားရင်ပဲကျွန်တော်ဘက်ကလည်းနေလीနာတာဗျာ ဒါလေကင်းမှာသတိထားကြရတခုရှိတာ Speedy ရ Granger ဟုတ်တယ် Antenna 300KD တခုရှိရအဲ့တော့ကျွန်တော်လေကင်းမှာတော့နည်းနည်းလေးတော့သတိထားရလိမ့်မယ်ဗျာဟုတ်တယ်အဓိကထုတ်လာတာကလည်းကျွန်တော်ဘက်ကနေမှာ goal line ဒီ Euro နဲ့က export ထုတ်လာလဲဖြစ်တယ်လို့ပြီးမလဲပဲနောက်ကနေ blind damage ဖြစ်ဒီကိုလည်းပဲထပ်ပြီး fire အတွက်ကြောင့်မရိုက်ဆိုးနေတာမရှိဘူးဆိုပေမဲ့ဒီဘက်ကထုတ်တာကလုံးဝ must man sit sit လေကင်းရောက်လာမယ်ဆိုလို့ရှိရင် must man sit sit ဒီထွက်လာတဲ့ damage ကတော်တော်လေးအန်ဒီရဲ့များရဲ့ဒီမှာလည်းဖာနေသူ39 8 airway ကလည်းတောက်လျှောက်ကြီးဆိုလိုမျိုးအောင်နောက်နေရာလေးကိုတွေးလာလိုမျိုးနောက်တော့ CC နေတဲ့ကသာဒီကိုကြော်ပြီးကြီးလိုက်မယ်ဆိုလို့ရှိ ရင်တော့ညီကိုပြတ်သွားမယ်ဆို damage ပိုင်းဆိုင်ရာမှာတော်တော်လေးရော့နေပါသွားနိုင်ကြည်လဲရှိရတွက်ကြမလို့ဒါကိုပို့ပြီးတော့တတိယထားရတော့ပါမယ်ဒီကတော့အဲ့လိုမျိုးကျွန်တော်ဒီ second law နဲ့တူပွဲကိုတစ်ခါတည်းအဆုံးသတ်နိုင်တော့ပို့ပြီးတော့ကောင်းနေဗျာနောက်တော့ third law တွေ fourth law တွေသာရောက်ခဲ့မယ်ဆိုရင် Egypt ကခံမပွိုင်းနေဘူးပြန်ပြီးရှာဖွေသွားနိုင်ကြည်ရှိရဲဟိုဒါ grand jump ဖြစ်နေတာမျိုးတွေ grand jump လုံးဝမတည်သေးတာမျိုးတွေဟာသူတို့တကတော့အနေငယ်မျောလင်းချက်တစ်ခုလို့ပြောလို့ရတယ်ဗျာဒါပေမဲ့ဒါကိုကျွန်တော်တင်းမြတ်မာနေ second law နဲ့တူပွဲကိုတစ်ခါတည်းဖြည့်ရှင်းပါလားဒါမှမဟုတ် grand jump ကိုကျွန်တော်ဒီချိန်မှာ hero k ပြန်ပြီးတော့ရအောင်ယူထားနိုင်ပါလားဆက်ပြီးတော့ကြည့်ရပါဦးမယ် လက်ရှိမှာလော်ရီကဆက်လက်ပြီးထွက်ပေါ်လာခဲ့ပြီး second lot ထပ်ပြီးတော့ပေါ်ပေါ်လာခဲ့ပြီးဒီခေါက်မှာ Egypt လာရောက်ပြီးကြီးရှိဖို့အတွက်တော့ရှိနေလောက်မယ်လို့ထင်နေတယ်ခိုးကလုံးဝဆိုတော့ဆက်လီနောင်လှမ်းပြီးအတွေ့မှာခိုးတမ်းပြီးပြတ်ဖို့တော့ချိုးသားမယ်လုံးဝမပြတ်သွား flag ပေးပြီးပြန်ပြထွက်လာခဲ့ရပြီနောက်မှလည်းဘိုရဲရှိနေခဲ့တဲ့ back ကတည်းကြားထဲမှာတော့တခါတည်းပဲဒီခေါက် log ကိုကေးဖို့တော့မပြတ်နိုင်သေးဘူးဆိုတော့ဘိုရဲ stand ရတော့ရောက်ပြီးပေးထားပါသေးတယ်ဆိုတော့ fire message တောက်လျှောက်တော့ချိုးပေးထားခဲ့တယ်မသွေးနေငငယ် short ဖို့ချိုးသားနေမဲ့ဘယ်ဒီဆိုင်မှုလောက်တွေဖြစ်နေပါအောင်မလားလုံးဝလည်းယူဖို့တော့ဒီချိန်မှာဘလို့မတော့မလွယ်ကူနေသေးပါဘူးအနေများတယ်ဗျဒီချိန်မှာ five five ဆက်ယူရင်တစ်ခုပြင်းကတော့အကိုင်း heavy spin VG ဒါပေးလိုက်ရမယ်ဆိုအန်ရရဲဦးမြအရှိမတော်ပြီးတော့ပြီးတကယ် if ချက်ချင်းမဲ့ဒီကိုဖလစ်ကတော့ပြန်ပြီးကုန်လိုက်ဂါဒီယန်လည်းပြီးသွားခဲ့ကျွန်တော်ကမေဇေတောက်ရှော့ပဲလိုက်ပြီးတော့ရှိုးနေခဲ့ဂါဒီယန်မရှိတော့ကတော့ကစားကျွန်တော်ယူသွင်းရနိုင်ပါလားရှင်းပါလေလန်စ်နဲ့ဒီတောက်ရှော့ကိုပြန်ပြီးခွဲလာ reverse rise ကင်းလိုက်ဆိုမလဲဂါဒီယန်မရတော့ဘူးဗျာဒီတစ်ခေါက်မှာတော့ကတော့ကစားတို့ကျွန်တော်ရအောင်တော့ပြန်ပြီးဆုံးသက်ခဲ့ပါသေးတယ်ကတော့စားမရှိတော့မှတော့ 4v5 ဖုန်းစံတစ်ခုတော့ပြန်ကျသွားကြလို့ arrow လှမ်းပြီးတော့ဘေးသားတို့နောက်ကနေမှထပ်ပြီးတော့ဘယ်ဘူးလက်တွေလှမ်းပြီးဖို့ကြိုးစားနေခဲ့ speed ကဘက်ကနေမှ log ကိုစပြီးတော့ကင်းနေခဲ့မှာ arrow threat ထပ်ပြီးတော့ခြာပြီးထားခဲ့တယ်မှာ log ကိုရောက်သွားခဲ့ပြီးတော့မှဒီတစ်ခေါက် second log ကိုတော့ဆလီနာ arrow threat ကြီးနဲ့ ကျွပြန်ပြီးတော့ပေးလိုက်ရတယ်ကျွတ်လုံးဝမထင်တာနဲ့နေတာတစ်ခုကနေပြီးတော့တော့ပြန်ပြီးခွင့်ပြုပေးခဲ့ရတယ်ဗျဒါပေမဲ့ဒါဘာမှတော့ပြဿနာမရှိဘူးပဲကျွန်တော်ဘက်ကတော့အများကြီးတာနေခဲ့တာဖြစ်တဲ့ကြောင့်မို့ဒီလောက်တော့ကျွန်တော်ပြန်ပြီးတော့ဖြည့်ရှင်းလို့တော့ရတယ်တေးကြိုက်ဒီချိန်မှာစကန်ဖတ်ဖို့တော့စောင့်နေခဲ့တဲ့ဤကိုင်းနဲ့ကျွန်တော်ထင်တာဆိုလို့မျိုးဒီလောက်တော့ရရှိလာခဲ့ကျွန်တော်မတွေးခဲ့ရဘူးဗျ မဲ့အေးစေးစေးပါကျွန်တော်ဟီရိုကေရမှာတော့နဝကအရမှာတော့ပြတ်တကြဖြစ်နေခဲ့နေတာတခုမှအီဂျစ်တွက်ကတော့မျောနေချက်လေးတပိုင်းစားတော့ရခဲ့ဒါပေမဲ့ကျွန်တော်တို့တွေအများကြီးတော့မှားလို့မရဘူးဗျာသူတို့ဘက်မှာရွေးချယ်ထားခဲ့အဲ့လိုမျိုး grand jury ပါတဲ့လေကင်းမှာကျွန်တော်တို့တော်တော်လေးဒါအအောင်လာပြီးတော့နှောက်စင်နိုင်တဲ့ဟီရိုမျိုးလို့ပြောလို့ရတယ်ဗျာ 大家，最近嘛，龙王每天来给部队的虎妖多给，我罗司令发招。哎，那里的速度给，所以刚刚罗兵大爷都给把罗皮了。所以刚刚罗 A C P C 罗，现在把罗来给打落去，现在多罗。那打罗一路乔丹的，大家本来我是飞给多给扫那个 fire，我直接就罗。当时我 show 给，然后我直接打罗一路，然后就是刚刚罗 T 给，然后把罗 grandжа，来皮给一路乔丹的，把 T 给直接飞给炸尔玛的，就罗。现在罗皮了，直接罗飞给把罗乔丹的。 မနီပူလေးရှင်းတွေကြားထဲမှာတောင်ရှောက်တော့သွေးတွေလျှော်ပေးတဲ့ကလေးဟိုးတော့မှာတခုတစ်ကောင်ကြီးစီလိုက်ပြက်ဖို့တော့ဂျိုးသားတာကိုင်ဟဲဗီစ်ပြီးကြားထဲမှာခူးကသွားပြီးညက်နေတော့မှချက်ချင်းဆိုပြေးလိုက်ရပါတယ်ကျွန်တော်ဘလိုင်းတက်ပြီးအနေငယ်နဲနေခဲ့ချင်းတွေတခုကိုခွင်ကောင်းကြပြီးအီဂျီအီယိုကေတကောင်ခိုးထပ်ပြီးအဆုံးသတ်ခဲ့တယ်ဗျာခိုးမရှိရဲနေတာတခုမှာပဲအပေါ်လဲစကန်အာကျွန်တော်မဲကတာရက်ကိုပါသူလိုချင်ခဲ့မိလေမရတော့မရခဲ့ဘူးမချမ်းကရဆူဆူပြန်ပြုတ်သိမ်းနေခဲ့ပြီးကွာနေခဲ့ network gap ပြီးအီဂျီတောင်ရှောက်ကိုဖြေလျှော့နေခဲ့တော့မှဂျူနို energy bar တဲ့ထပ်ပြီးပြုတ်ထားတယ်ဗျ 4v5 ဆက်ချွင်းတခုဖြစ်နေခဲ့တဲ့တင်းမြတ်မအသေးနေနဲ့အရင်နဲ့တက်လို့မရသေးအနေနဲ့တခုမှာဟာဘူးဆိုရှယ်ရူက okay damage ပြန်ပြန်ပိုင်းလာတယ်ငါတို့ stay လိုက်ရှိနေခဲ့တဲ့ Egypt အကောင်းတော့ တို့ထပ်ပြီးတော့ခံသွားနိုင်ပါသေးတယ် second lot လေးလေးရောနည်းနည်းလေးရောဆုံးရှုံးမှုတွေရောဖြစ်သွားခဲ့တယ်ပေါ့နော်လက်ရှိမှာဆိုလို့ရှိရင် make second tower တလုံးအပြေအောင်အပေါ်လန် second tower ကလည်းပေးလိုက်ရလို့ mega တွေးတော့မှာတော်တော်လေးညော့သွားတယ်တွေးလိုက်ရတယ်အဲ့ဒါပြုံမှာပဲထပ်ပြီးတော့ကျသွားခဲ့ရတယ်တစ်ဖက်ကပါ hugh kid တကောင်မခုံးမှာထပ်ပေးလိုက်ရတယ်ဒါပေမဲ့ခုံးနေတဲ့ကပြေးဝင်လာလေးကဘလိုင်းမှာတွေးတွေညော့နေတဲ့အတွက်ကြောင့် slinger ပဲဖြစ်သူ grand jumper ရအောင်လို့သူယူပြီးတော့စ조사ခဲ့ပြီပဲလေပဲအဲ့ချိန်မှာ heavy spin ကလုံးဝသူတောက်ခတ်သွားခဲ့တာဘလို့မှလှုပ်ရှားလို့မရတယ်သူကတဲမ်းပြီးတော့ပြတ်သွားခဲ့တယ်အဲ့ချိန်မှာ speedy ကနောက်ကထိုင်ပြီးတော့ပြစ်နေရတာက တော်လေးများရေပေါ့နော် damage ကဟုတ်တယ်နောက်ထပ်ပြီးတော့မအားလို့မရနေတာတခုပါပဲအကိုင်း heavy speed you know immortality ရှိနေဆိုတော့အရင်ရောပြဿနာမရှိဘူးဗျ over balance နဲ့ပိုရပြေပြေဝင်လာမှုကျတဲ့ manipulation က3 master တောက်ရှော့ကိုတက်ပြီးတော့ပေးလိုက်အကိုင်းစပြီးတော့ပေးလိုက်ပြီအဲ့တော့ guardian နဲ့တူပဲသူတို့ဘက်ကဘိုးရောက်လှမ်းပြီးတော့ဖန်တာဒါပေမဲ့၃ရောက်လုံးဘိုးရောက်အကောင်းဆုံးပြန်ပြီးတော့တိမ်းမိသားရဲ့ဆိုရင်လည်းအရှိမ air four ပြန်ပြီးတော့4နေကပဲ juno ရဲ့ message show ချက် damage တွေကြားတယ်မှာတော့မခံနိုင်သေးဘူးဗျလက်ရှိမှာတောက်ရှော့ကို live ပြီးတော့ choose နေနောက်ကလည်း arrow လှမ်းပြီးတော့ပြပေးထားပြီးမြဲလည်းပဲ juno တောက်ရှော့ဆိုလို့ message တွေပေးပြီးတော့ choose နေမြဲ ring ကလည်းပဲရိုက်မိမနေသေးတဲ့ color ခုပြီးတော့ဖြစ်နေခဲ့ရင်းနဲ့ပဲ selina ရဲ့ visit အရူရီကဒီချိန်မှာတော်တော်လေးရောအနောက်ရှက်တီရောဖြစ်လာနေခဲ့ရင်းနဲ့ပဲချင်းဖြစ်မာနေတဲ့ကလက်ရှိအာလီဘိုင်းမှာဂိမ်းဘိုင်းမှာတာရသမျှတွေကိုပြန်လဲပြီးတော့သူ defensive ပုံစံတစ်ခုပြန်ရောက်နေခဲ့တယ်ပေါ့နော်လက်ရှိမှာလည်းပဲခိုးနေတဲ့ကအရင်ပြေးတို့လို့မရတော့သူ့အနေနဲ့ကဒီ3 3 7ဆို KD လည်းပဲဖြစ်လာခဲ့လို့မျိုးသူ live ဖြတ်ဖို့အတွက်က Granger နဲ့ Selena ပဲရှိရဲ့အိန္ဒိယရဲ့အနောက်မှာလည်းအမြင်နဲ့ bucket ကြီးအပြည့်ရှိနေတဲ့အတွက်ကြောင့်မလို့သူသွားနေနိုင်လဲပဲသွားလို့မရအောင်ဆိုတဲ့ပုံစံနဲ့ဖြစ်နေင်းတဲ့လက်ရှိတက် လော့တော်မှာထပ်မံပြီးတော့ပေါ်ပေါ်လာခဲ့ပါပြီကျွန်တော်တို့ဒီတက်လော့တာရရှိခဲ့မယ်ဆိုရင်တခါတည်းပွဲကိုအဆုံးသတ်ဖို့တော့လိုအပ်ချက်ရှိနေခဲ့ပြီဗျာကျွန်တော်ဒီတက်လော့နဲ့အတူပွဲကို gain number 1ကိုစိုးမိုးလိုက်နိုင်ရင်တော့ ကောင်းပါ යි ကျွန်တော်အဲ့တော့ဒီ game 1အတွက်ဘာမစူဖြစ်သွားနိုင်လဲ 5v5 situation တခုဖြစ်နေတယ်ဒီတက်လော့နာကိုမြန်မာတင်းလဲအရင်လာလို့ပြ game flag အပေါ်လဲဖြစ်ပေါ်လာဆိုတော့ပြန်ပြီးတော့ follow up ကိုကြိုးစားမယ် Juno သူမှ immortal တော့ရှိနေတယ်အခုချိန်သူ immortal လုံးဝမပြုတ်သေးဘူးဗျာဘူရေဘူရေဘူရေတလိုင်းမှာ 5v5 ဖြစ်နေနေတယ်ခုတော့တွေးနေတယ် Crusade နဲ့သွားပြီးတော့ damage တော့ show ပြီးတော့ဆို Nico ရှိနေပါသေးဆိုမှခုံကတော့တောက်လျှောက်ကြီးခြုံလေးနေပါပဲခြုံလေးကမဆလီနာရှိနေတယ် trap လမ်းပြီးတော့ခြားလိုက်ပြီးဆိုရင်နေရာတခုမှာနေမယ် log ကတော့ defect ကအဓိက fake ခေါ်ရတယ်ဆိုတော့ပဲရှိနေခဲ့တာခုံကိုမြင်တယ်အဲ့တော့နောက်ကလည်းပြန်ပြီးတော့ live ပြီးတော့ကြိုးစားနေ5မဲလုံးကြီး EGG က အဲ့လိုပူတွဲနေရရဂျေရဘက်ကနေမဖြတ်ဖို့တော်တော်လေးကိုခက်ခဲတယ်ပေါ့နော်လောကအဓိကဒီဆလီနာထရပ်တွေကလည်းပဲခိုးကိုလောက position ယူလို့မရတော့ဘူးလေတော်တော်လေးနှောက်ရက်ပေးနေရလည်းပဲတွေးနေရလို့မျိုးကရော့ဆာသူရတော်တော်လေးကိုရှော့သွားပါပြီကျွန်တော်ဘက်ကလည်းကိုရင်းရတယ် export ဖြစ်နေဆိုအရင် blind damage ကမရှိဘူးဗျာဒီဘက်ကနေပြီး nigo ပြင် white plus white crystal damage တွေ manipulation damage တွေပဲအများကြီးမျောလင်းလို့ရတယ်ဒီ balance ကနေပြန်ပြီးဝင်လာမှာဟာရာဘူးစာရဲ့ ဒါ Cherokee လေးတွေမှာကျွန်တော် Hiroki တွေပြန်ပြီးတော့ရမှာလားဒီက Grandja ဒါမရှိဘူးဆိုရင် Egypt ဘက်ကဗတ်တယ်ဆိုင်မျိုးမလွယ်ဘူးဗျာဒါပေမဲ့သူတို့ဘက်ကလည်း Grandja အခုချိန်ကြီးလုံးဝအန်တက်လုံးဝမတည်သေးဘူး Grandja တောင်းလျှောက်စိတ်ပေးနေခဲ့အနေဒါတစ်ခုမှာ 5v5 ပဲဒါပေမဲ့ဒီလုံးနှစ်သိန်းလုံးကအရင်လှုပ်လို့မရတော့ဘူးခုံကအပေါ်တော့မှလိမ့်တော့တွန်းနေရဗျာဟုတ်တယ်ဒီကခိုးနေတယ်ကပေါ်လဲမှာ Simply ပုံစံတော့သွားနေကြလို့ Juno လဲမှာရှိရတော့ပြုတ်ဖို့တော့များနေခဲ့ပြီဆိုတော့မှာ Juno ရှိရောမရှိရောဆိုအင်မော်လည်းကျန်နေပါသေးတယ်ဆိုရင်နောက်မှာတော့အကိုင်ချက်ဝင်လာမှာဟိုးတော့မှာ Nico သွားပြီးအင်းနေရတော့ချက်ချင်းဆိုလို့ Flick ကကွက်တီရောပြင်ချက်သွားတယ်မှာ Nico Speedy damage မှာပဲပြန်လဲပြီးဆက်လိုက်ရတယ်ဟိုးနောက်မှာ ရှိနေကြတဲ့ဘလိုင်းမှာတော့ဟာဘူဇာ K flash အဆင်ပြေမသေးရလားဆိုအဖြေကြားရမှာ K flash မှာထပ်တောင်းသွားခဲ့တယ်နောက်ထပ်ထပ်ပြီးတော့ခွန် flicker ခွန်ပြီးတော့ပြေးလာ5 metal snake လိုက်ရှိနေကြတဲ့ agent တွေကခါတက်ဖို့တော့ကြိုးစားလာနေခဲ့တယ်မှာ3 metal ချန်ရှိနေပါသေးတယ်3 v 5ဆိုကြတဲ့ခုကျွန်တော် team မြန်မာအသင်းနဲ့ခက်ခက်ခဲပဲပြန်ပြတ် defend ရအောင်မယ်ဗျာဒီ agent နေတဲ့တောင်းလျှောက်ပဲပွဲကိုအဆုံးသတ်ဖို့ကြိုးစားနေခဲ့တယ် picket mega တောင်းရတာမကျူးလို့ immortal ရှိနေသေးတဲ့အခြေအနေတစ်ခုမှာတောင်းလျှောက်ပဲ mesa နဲ့ media wave ကိုပြန်ရှင်းဖို့ကြိုးစားနေကြဗျာခွန်နေတဲ့ဒီ media wave ကိုရှင်းနိုင်မှာလားအရှင်းမှာလဲပိုရင်ပြန်ပြတ်ရှိနေတဲ့နောက်ထပ်ပြီးနဲ့တအုပ်ကလည်းဆက်လက်ပြီးတော့ပါနေခဲ့တယ်မှာခွန်ကိုလည်းကျွန်တော်ဆက်ပြီးတော့ခွင့်ပြုပေးခဲ့ ခဲ့ပြန်ပြန်နောက်တစ်ခရစ်တအုပ်နဲ့တက်လာခဲ့တင်းအီတင်းနေရတော့ game number 1ကိုတော့လုံးဝပဲကျွန်တော်အဆုံးသက်သွားခဲ့ပြီဖြစ်ပါတယ် စိုက်ကလောဗရေရနေပြီးတော့စပြီးတော့ပဲဂျေရိုဆက်ပေးလိုက်ရတဲ့အပေးလေးကတော်တော်လေးကိုများပြသွားခဲ့တယ်ပေါ့နော်ဂျီအီဂျီကိုတော့မှန်တိုင်းပြောရင်တော့ဒီဘွဲကတော့ကျွန်တော်အနိုင်လို့တော့မတထားပြီးပွဲစဉ်တစ်ပွဲလို့ပဲပြောရမှာပါဆိုပေမဲ့သူတို့ရဲ့ဒီစိုက်ကလောသူတို့ရဲ့ဒီပေါ့နော်ကန်ဆာလာလည်းတော်တော်လေးကောင်းသွားတယ်လို့ပဲပြောရမှာပဲစလီနာရဲ့တကယ်ကိုအဲရထရက်လေးကမထင်မလောက်တဲ့ချိန်လေးမှာ ရောက်ရှိလာခဲ့ပြီးတော့ပဲတကယ်ကိုပဲဒီလောက်ဖေးလိုက်ရတယ်အဲ့တော့မထင်မထားတဲ့ပုံစံတွေကြားထဲမှာတော့ပြန်လဲပြီးတော့တလန်းလာနေခဲ့တဲ့အီဂျင့်နေတွေကတကယ်ကို short တော့လို့မရအောင်ဆိုတာမျိုးတော့သူတို့ကိုယ်တိုင်မပြတ်တတ်သွားခဲ့ပါဘူးမန်နေပြောရတော့ကျွန်တော် game number 1တော့တကယ်ကို နှမျောဖို့ကောင်းတယ်ဗျကျွန်တော်တို့ရဲ့လုံးဝနိုင်ပွဲတစ်ပွဲကိုကျွန်တော်ပြန်ပြီးတော့ခွင့်ပြုပေးခဲ့ရတယ်တေချာတော့ကျွန်တော်ဒီဘုံမှာတတ်မှတ်တော့မရတော့ဒါပေမဲ့ကျွန်တော်တူးစီပြတ်လို့တော့မရဘူးတူးစီပြတ်လို့တော့မရဘူးအဲ့ဒါရောင်းရမယ်ဟုတ်တယ်ခုနကပြောလို့ကျွန်တော်ဒီ group ကနေမှဒီပထမနေ့မှမတက်ဘူးဆိုတော့ဒီဘက်မှာတတိယမှာအဲ့လိုမျိုးမလေးရှား